ကရင်ပြည်နယ်မြဝတီမြို့မှာထိန်းသိမ်းထားတဲ့နိုင်ငံခြားသားကြားဖြန့်လုပ်သားတွေကိုစီစစ်အရေးယူတာတွေမလုပ်ဘဲသူတို့ရဲ့သက်ဆိုင်ရာနိုင်ငံကတန်ယုံတွေထံလွှဲပြောင်းသွားမယ်လို့စစ်ကော်မရှင်လက်အောက်ခံဌာနဆိုင်ရာတာဝန်ရှိသူကအေယဝတီကိုပြောပါတယ်ဒီနိုင်ငံခြားသားကြားဖြန့်လုပ်သားတွေဟာပြီးခဲ့တဲ့အောက်တိုဘာလ22ရက်နေ့က မြဝတီမျိုး KK ဘတ်မျိုးတစ်စင်မှန်ကိန်းထဲကကြားဖြန့်လုပ်ငန်းတွေကိုအာနာသိန်းစစ်တပ်နဲ့ကရင်နယ်ကြားစောင့်သက် BGF တို့ကဂိတ်တကားဖွင့်ပေးလိုက်ချိန်မြဝတီမျိုးထဲလဲလဲသွာလာနေရကြောင်းစစ်ကော်မရှင်လက်အောက်ခံအဖွဲ့ကခေါ်ယူထိန်းသိမ်းထားတဲ့တူတွေဖြစ်ပါတယ်။ကျွန်တော်တို့ကတော့ဒီလူခွင့်ရေရောသူရဲ့နိုင်ငံစစ်ကြေးရင်းနှီးမှုအဲ့ဒီအတွက်တရားစွဲရေးယူခြင်းမရှိတော့ဘဲနဲ့သူတို့စီကိုကျွန်တော်တို့တွေ့ပြမှာပါ။ကျွန်တော်တို့အမှတ်နှစ်ချီသရမ်းမှာပဲ ဒါလိုက်လွှဲတာပါအိန္ဒိယတန်ကိုယ်စလဲလာတယ်အိန္ဒိယတန်ကိုယ်စလဲလာဗီယက်နမ်ကိုယ်စလဲလာလာအိုကိုယ်စလဲလာအဲ့ကိုယ်စလဲဆိုကျွန်တော်တို့တိုင်းလွှဲလိုက်တာအိုင်းကတော့သုံးနိုင်ငံအနေထားရသူတို့ကသူတို့နိုင်ငံတွေချက်သန်းခွင့်ကိုကူညီဆောင်ရပေးတာပေါ့အိုင်းအနေနဲ့တစ်ချင်းတော့မလွှဲတော့ဘူးကျွန်တော်တို့ကမှဒါလိုက်လွှဲတယ်သူနိုင်ငံတွေအိုင်းကိုဖျက်ပြီးတော့မှသူတို့ဘန်ကောက်ကိုတခါလဲသွားမှာပေါ့မဲဆောက်ကနေဘန်ကောက်ကိုဒီကြပြက်လောက်သားတွေဟာမြောက်ဦးတီကနေတက်ဆင့် ထိုင်းနိုင်ငံမဲဆောက်မြို့ထဲကိုဝင်ရောက်သွားတာတွေရှိနေပြီးထိုင်းအစိုးရကတော့သူတို့ကိုစစ်စစ်ပြီးမှလင်ညာခေါ်ဆောင်ခံရပြီးခိုင်းချေခံရသူတွေကိုတပ်ဆိုင်ရာနိုင်ငံနဲ့ချိတ်ဆက်ပြန်လွတ်ပေးမှဖြစ်ပေမဲ့ကုတ္တဘောနဲ့ကိုလာရောက်လှုပ်ဆောင်သူတွေကိုတော့ဥပဒေအရအရေးယူမယ်လို့ပြောဆိုထားပါတယ်။ဒါပေမဲ့မြန်မာနိုင်ငံမှာတော့ကြာဖြန့်လုပ်ငန်းလုပ်ကင်သူတွေကိုစစ်စစ်အရေးယူတရားစွဲတာမျိုးမလုပ်ဘဲဒီတိုင်းလွတ်ပေးလိုက်မယ်ဆိုတဲ့အပေါ်ဝေဖန်မှုလည်းရှိနေတာပါ။ အဲလွယ်တကူပေါ့နော်ဒီတိုင်းတန်ယုံကိုစလရီနဲ့လွတ်ပေးလိုက်မယ်ဆိုတဲ့ကိစ္စကသူတို့မှာဒီကြားဖြတ်နဲ့ရောလက်ဆက်ဖြတ်ကျော်မှုကင်းနေနဲ့ပတ်သက်လို့ရောပေါ့နော်မူဝါဒခိုင်ခိုင်မာမာရှိမနေဘူးဆိုတာကိုလည်းဖော်ပြတာဖြစ်တယ်မြန်မာပြည်အတွင်းမှာတရားဥပဒေစိုးမိုးရေးမရှိဘူးဆိုတာကိုလည်းဖော်ပြနေတဲ့ကိစ္စဖြစ်ပါတယ်နောက်တစ်ချက်ကကြတော့အဲဒါကတော့တခြားပေါ့နော်ဒီတန်ယုံကိုစလရီနဲ့လွတ်ပေးလိုက်မယ်လို့ ပြောလိုက်တာကလည်းဒါအလွယ်တကူပေါ့လေနော်အော်အလွယ်တကူဖြည့်ရှင်းလိုက်တဲ့နည်းဖြစ်ပြီးတော့အဲ့လိုလှုပ်ပေးလိုက်မယ်လို့ပြောပြီးတော့ဘယ်နှစ်ယောက်ကိုအကာအကွယ်ပေးထားမလဲဆိုတဲ့ကိစ္စကလည်းအဲမိကုံးထုတ်စရာတွေတော့အများကြီးရှိနေပါတယ်စစ်ကော်မရှင်အဖွဲ့ကတော့လက်ရှိမှာမြဝတီ KK ဘတ်စီမံကိန်းအတွင်းကအဆောက်အအုံတချို့ကိုဖောက်ခွဲဖျက်ဆီးပြတာမျိုးတွေရှိပေမဲ့နိုင်ငံရေးလိလာတုံးသက်တူတွေကတော့ KK ဘတ်စီမံကိန်းတစ်ခုကိုဘုံခွဲပြယုံနဲ့ကြားဖြတ်ငွေလင်းလုပ်ငန်းက တိမ်ကိုပြောက်ွယ်သွားမှာမဟုတ်ဘူးလို့လည်းဆိုကြပါတယ်။ကရင်နေချာဆောင်သက် BGF အဖွဲ့ဟာ KK ဘတ်မျိုးသစ်စီမံကိန်းထက်ကကြားဖြတ်လုပ်ငန်းတွေကိုဖွင့်ပေးလိုက်ပြီးနောက်တရုတ်နိုင်ငံသားတချို့ကိုခေါ်ထုတ်သွားပြီးခုံလုံခွင့်ပေးထားတယ်လို့လည်းဒေတာခန့်တွေကဆိုကြပါတယ်။စစ်ကော်မရှင်လက်အောက်ခံဌာနကထိန်းသိမ်းထားတဲ့တူတွေကိုတော့ဒီတစ်ပတ်ထဲမှာအိန္ဒိယနိုင်ငံအပါအဝင်ဗီယက်နမ်နိုင်ငံနဲ့လာအိုနိုင်ငံကကြားဖြတ်လုပ်သားတွေကိုတပ်ဆိုင်ရာကိုယ်စားလှယ်တွေထံလက်လွဲသွားမှဖြစ်ပြီး ကျန်နိုင်ငံတွေကိုတော့ချိတ်ဆက်ထားစေဖြစ်တယ်လို့သိရပါတယ်။ကျန်တဲ့နိုင်ငံတွေကတော့ကျွန်တော်တို့အာဖရိကနိုင်ငံတွေပေါ့။သူတို့တန်ရုံနေနေတော့ချိတ်ဆက်ထားတယ်။ဆိုလဲဝေးတယ်ပေါ့။တခြားနိုင်ငံမှာတန်ရုံမရှိတဲ့နိုင်ငံတွေကြတော့ကျွန်တော်တို့နိုင်ငံခြားရေးဝန်ကြီးဌာနမြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကတက်တဲ့ဆက်သွယ်ပြီးအမြန်လာခေါ်ဖို့တော့ကြောင်းကြားထားတယ်။အဲအဲသူနိုင်ငံတွေကကြတော့လည်း NGO ဖွဲ့စည်းပေါ့။သူအာဖရိကနိုင်ငံတွေဟိုမှာကင်မရွန်တို့၊ငါတို့ကယူဂန်ဒါတို့၊စင်ဘာဘွေတို့အဲအဲ့လိုနိုင်ငံတွေနောက်အီသီယိုးပီးယားပေါ့။ အဲ့နိုင်ငံတွေကိုကြတော့ကျွန်တော်တို့ထိုင်းဘက်မှာရှိတဲ့ NGO ဖွဲ့စည်းနေတဲ့ဌာကန်ပေါ့ဌာကန်ထိတ်သက်ပေးတယ်အတူတူကဝေးတော့သူတို့ကတိုင်အောင်ကိုယ်စားလှယ်မလာတော့ဘူးအဲ့ NGO ကိုယ်စားလှယ်ရနေပါတဲ့အဲလက်ခံလွှဲပြောင်းဖို့သူကကိုယ်စားလှယ်လက်စားပေးတယ်အဲ့ကိုယ်စားလှယ်လက်စားပေးလိုက်ပြီးကျွန်တော်တို့လွှဲပေးလိုက်တာပေါ့